ဟယ်လိုအားလုံးပဲမင်္ဂလာပါစင်တော်တော့ဒီနေ့ကဝတ်သားလေးကိုတုံးတသားလေးကိုစီဖြစ်ပြန်လေးနဲ့ချက်စာပြည့်တဲ့ခြေတငယ်ချင်းတို့၏ဒါလေးကိုခြေတငယ်ချင်းတို့လာမြှောက်ဝေပေးတာပေါ့တော်တော့ပါဝင်မဲ့ပစ္စည်းလေးတွေကတော့ဘာမှလုံးမရှိဘူးပေါ့နော်ထွေထွေထူးထူးပေါ့နော်ဝတ်သားလေးကိုတော့လော်တော့လေးတွေတုံးပြီးရောဆလုံးမောက်စားနေမဲ့ချစ်လို့ရေ ဆလုံးမလေးတဲ့ထည့်ပြီးွားပြီဆိုရင်တော့တော့ခိုးကတော့ကစားလေးထည့်မယ်ပေါ့တော့စားလေးထည့်ပြီးွားပြီဆိုရင်တော့ချစ်လို့ရေကိုလိုချင်တဲ့အချုံမုတ်လေးပေါ့နော်ရတလေးပေါ့နော်ရတမုတ်ပေါ့နော်ချုံမုတ်လေးထည့်တယ်ထည့်ပြီးွားပြီဆိုရင်တော့သူ့ကိုအရတလေးတွေဝင်သွားတဲ့အထိပေါ့တော့နေလိုက်မယ်ချစ်လို့ရေသူ့ကိုနှောင့်အောင်နေပြလိုက်မယ်ပေါ့နော်နှောင့်အောင်နေပြပြီးွားမှသူကအရတလေးတွေကဝင်သွားမှတော့တုံးလာတာပေါ့အလောတော်လေးတွေပေါ့နော် ဲ့ဒါဆိုရင်အဆင်သင့်ဖြစ်ပြီဆိုရင်ချစ်လို့ရတယ်။ဒေဝရီထဲအဆင်သင့်ဖြစ်ပြီပေါ့။မီးလေးထဲအဆင်သင့်ဖြစ်ပြီဆိုရင်စီထည့်မယ်။စီထည့်ပြီးစီတက်မယ်ပေါ့နော်။စီလေးလည်းပူလာပြီဆိုရင်တော့တော်ခွက်ကထောင်းလာလေ။ကြက်သွန်းဖြူကြက်သွန်းလေးညုတ်တိအဖတ်မှောက်လေးတွေကိုအဲ့ဒါလေးကိုစီတက်မယ်။သူ့ကိုလေအနက်နေမှုတဲ့အထိစီတက်မယ်ပေါ့နော်ချစ်လို့။ အနံ့လေးမှုတဲ့ထိထဲမှာတော့အလေးရော်လေးစီတက်လာတက်လာပဲတော့အလေးအယောင်ကတိတ်မလှအောင်ဆိုရတော့အယောင်တင်မော့လေးနည်းနည်းထဲလိုက်တဲ့ချစ်လို့ရေအယောင်တင်မော့လေးထဲပြီးသွားပြီဆိုရင်အဲ့စီလေးကိုတော့မှုပေးလိုက်မယ်ပေါ့အနံ့လေးမှုတဲ့ထိတော့မှုပေးလိုက်မယ်ဘာဖြစ်လို့ချက်သွမြူချက်သွနေကိုလေတော့အလေးအဲ့လိုမျိုးကျူလာလေးကိုပို့တပေါ်ကြတယ်ပေါ့နှင်းချက်ရင်အဲ့လိုမျိုးလုံးချက်ချက်လာလေလေဒီလိုမျိုးလေးစီ စီလေးပြန်ရောအဲ့လိုကျက်တုံကျက်တုံဖြူအနံ့နေထွက်တဲ့ထိအဲ့လိုတူးတဲ့ထိတွေပေါ့နော်အဲ့လိုမျိုးချိန်ပူစားကောင်းနေကြလို့ရင်ဒီတိုင်းမှာဝတ်သားကိုလုံးမျိုးချိန်နေအဲ့လိုမျိုးအနံ့ပေါ့လို့လုံးနိုင်ထွက်တိတ်မကြိုက်ဘောနော်စစ်တငယ်ကျွန်တော်ကဘလို့ချက်လဲတော့မသိဘူးဒါဆိုရင်တော်ခွာတာဆန်နယ်လောက်တာလဲဝတ်သားလေးကိုစစ်ပူလေးထဲထည့်မယ်လုံးလိုက်မယ်ပေါ့စစ်ပူလေးလည်းအဲ့လိုမျိုးလုံးရင်နေဒါအနံ့နေမှုရောအရန်စားကောင်းနေကြလို့ရင်ဒီတိုင်းမှာဟိုကိုက အိုထဲဘက်ကောလုံးထဲစတုံဖြူထဲစတုံနီထဲထဲရလုံးရချင်နေအနံ့ရလေဟိုဘလိုလဲဟိုဝတ်တာလက်လေလေဝတ်တာလေအဲ့လိုမျိုးဟိုနူးနူးကြီးကအနံ့ပုပ်စံမျိုးကြီးပေါ့နော်အဲ့လိုဖြစ်တဲ့ချလို့ရေးဒါဆိုရင်တော့အဲ့လေဒီစီပူလေးလည်းပဲခနာဟိုပတ်မှုတ်ဒီပမှုမှုတ်ပေးလိုက်မရေမထဲလေးဘောဝတ်တာလေးကိုနည်းနည်းလေးတင်းတင်းလေးဖြစ်အောင်လို့တော့စီပူလေးလည်းပေါ့နော်ဟိုပတ်မှုတ်ဒီပမှုမှုတ်ပေးလိုက်သေးတယ်ချလို့ရေးအဲ့ဒါဆိုရင်တော့တော့တုံးနှားတာတော့လော်တော့လေးတွေပေါ့နော် ချစ်လို့ဘယ်လိုလဲမသိဘူးပေါ့နော်တော်ရတော့လေအဲ့လိုမျိုးဝတ်သားကိုဆိုရင်လေအသားနဲ့နဲ့နဲ့အဲ့လိုစီမြမြလေးကိုပို့ကြိုက်တယ်ဘာဖြစ်လို့လဲဆိုတော့စားလိုက်ရင်အီတီအီတီလေးတဲ့အသားကြီးပဲကြောက်တော့လေတိတ်မကြရဘူးတော်ရပေါ့နော်ဒါဆိုဝတ်သားလေးကလေမမတင်းတင်းလေးဖြစ်လေပြီးတော့ချစ်လို့ရစီပူလေးလေလုံသွားတာဆိုတော့လေမမတင်းတင်းတော်တော်တင်းနေပြီနော်အဲ့ဒါဆိုရင်တော့တော်ရလေးရောပေါ့နော်တော်လို့ပမာတော့ရိုးရပြက်ပေါ့ရိုးရစီးတယ်ပေါ့နော်တော်လို့လေအဲ့လိုနှင်းချက်ပြွားရင်ချက်သွင်းဖြစ်ချက်သွင်းထောင်းထားတဲ့ဆုံရည်လေးကိုတော်ထဲ့တယ်ပေါ့ ဒါတော့မြန်မာနိုင်ငံမှာတော့မဟုတ်ဘူးเนาะထိုင်းနိုင်ငံမှာလည်းတော့တော့ညှင်းချက်တိုင်းပဲအဲ့လိုမျိုးဆောင်ရည်လေးထဲတယ်မြန်မာနိုင်ငံမှာအဖွားလို့အမေလို့ချက်တယ်အဲ့လိုပဲဆောင်ရည်လေးကိုအဲ့လိုဘယ်လိုလဲအိမ်တိုင်းအိမ်တိုင်းမှာတော့လူကြီးတွေကတော်တော်များများအဲ့လိုဆောင်ရည်လေးကိုပေါ့မမတုံလိုက်ဘူးမတုံမဲ့လည်းအဲ့လိုဆောင်ရည်လေးပဲတခါလဲဆေးထည့်ရောအဲ့လိုညှင်းအိုးလေးထည့်ထည့်ပိုစားကောင်းတယ်လို့ပြောကြတယ်ပေါ့နော်တော်ရတာတော့ဆောင်ရည်ထည့်ရောခဏပေးစုတာဒီဝတ်သားလေးကိုတော့နိုးတဲ့အထိ တဲ့တဲ့မယ်ပေါ့နော်အသားလေးဣတဲ့ ठी ပေါ့နော်ကွက်သားလေးကတော့တော်တော်တုံးလိုက်ရတော့ကြီးွားတယ်ချစ်လို့ရေကဲတော့တဲ့တင်လာလိုက်အောင်မယ်တဲ့တင်လာလိုက်နေကွက်သားလည်းနေလေရတော့စီလေးထွက်တယ်ပေါ့နော်ကွက်သားပုံမှန်သူစီထွက်တယ်ပေါ့တော့အစီမြတ်ထဲတော့စီပြန်ပုံစံမျိုးဖြစ်သွားတယ်ချစ်လို့ရေ ဝတ်တာနန်းနေရလေမွေးလျော်ချစ်လို့ရတော့စားကျင်နေပေါ့နော်ထမင်းညင်းထမင်းတော့စားကျင်နေဝတ်တာနန်းနေမွေးလျော်တော်တော့ကောက်အိုလည်းမတဲဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ထင်းမိတယ်ပဲတဲတယ်ဝတ်တာဒီမျိုးထင်းမိတယ်လေအဲ့လိုချက်လာတော့ဘောကြတယ်ပေါ့နော်အီအီလေးလည်းကိုထင်းမိတယ်ပေါ့နော်ဒါဆိုရတော့နန်းမေးဆနနန်းထဲလာတယ်ပေါ့ကဲဒါဆိုရင်တော့အကောင်လုံးထည့်ပြီးသွားပြီစားလို့ရပြီပေါ့ချစ်လို့ရအဲ့ဒါဆိုရင်တော့ပကံလေးထဲကို ထဲ့မယ်ပေါ့နော် ပကံလေးထဲ့တော့ပြင်လိုက်အောင်ပဲချစ်လို့ရေးထမင်းစားဖို့ပေါ့နော်ကဲချစ်တငယ်ချင်းတို့ဒီနေ့ကတော့ဝတ်သားစီပြန်နှင်းနေပေါ့လမ်းများဝတ်ပေးတယ်ပေါ့နော်တော်ရဘလော့လေးလေးကိုလည်းတပုတ်ချင်းကြီးကြည့်ပြီးတော့ကျေးဇူးများအတင်ပါလေချစ်လို့ရေးတော်အားလုံးနေ့တိုင်းပုံမှန်နေပေါ့နော်တော်ရဘလော့လေးလေးတင်သွားပေးမယ်တော်တော့အားပေးလို့လည်းကျေးဇူးများအတင်ပါလေချစ်တငယ်ချင်းတို့ရေးကဲတော်အားလုံးဒီနေ့လေးကတော့ဒီဘလော့လေးကတော့ဒီလောက်ပါပဲပေါ့နော် ကဲတော့နောက်တဲ့ဘလော့မှာတို့ပြန်တွေ့ကြမယ်ချစ်လို့ရေတော့ဒီဘလော့တွေကတော့အကုန်လုံးကျေးဇူးအများကြီးတင်ပါတယ်တို့ရဲ့ဘလော့တွေကြည့်ပြီးလို့ပို့နော်